ကေဒရမ်မာလို့သိကြတဲ့ကိုရီးယားရုပ်သံဇာလန်းတွေဟာမြန်မာနိုင်ငံမှာလူကြိုက်များလာတာနှစ်ပေါင်း20ကျော်လာခဲ့ပြီဖြစ်ပါတယ်။ကိုရီးယားဇာလန်းတွေဟာဇာလန်းစညွန်ကောင်းခြင်းတရုတ်ဆောင်ရွက်ပြီးပြင်ရင်းတို့ကြောင့်နိုင်ငံတကာမှာပြည်သက်များစွာကိုဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။အဲ့ဒီလိုဆဲဆောင်အားကောင်းတဲ့ကိုရီးယားဇလန်းတွဲတွေတဲကမှကိုရီးယားဇလန်းတွဲသမိုင်းတစ်လျှောက်မှာလူကြိုက်အများဆုံးဇလန်းတွဲ၁၀ခုကိုဒီနေ့ဗီဒီယိုလေးပါဖော်ပြပေးလိုက်ပါတယ်။ ကေဒရာမှာပြည်သက်တွေအနေနဲ့အခုပေါ်ပြမဲ့ဆယ်ခုထဲမှာမိမိတို့ကြည့်ဦးတဲ့ဇလန်းနွဲလေးတွေဘယ်နှခုလောက်ပါမလဲဘယ်ဇလန်းနွဲတွေကလူကြိုက်အများဆုံးနဲ့အောင်မြင်မှုရှိဆုံးလဲဆိုတာကိုသိရဖို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်နော်နံပါတ်10 Why you are sleeping ဒီဇလန်းနွဲလေးကတော့2019မှာထွက်ရှိခဲ့တဲ့ဇလန်းနွဲလေးပဲဖြစ်ပါတယ် တောင်ကိုရီးယားနာမည်ကြီးမင်းသားလီချောင်ဆော့နဲ့ခေါင်းဆောင်မင်းမီနေရာမှာဂီတနဲ့မှအောင်မြင်တဲ့ဘက်ဆူစီတို့ပါဝင်ပြုဆောင်ထားကြပါတယ်။ဒီဇလန်းလေးဟာတဲထဲရင်ဖို့စုံနောက်အချစ်ဇလန်းလေးဖြစ်ပြီးတော့ကြီးစုလူပြည်သက်များကြားမှာရေပန်းစားခဲ့ပါတယ်။ဒီဇလန်းနဲ့မှမင်းသားလီချောင်ဆော့ဟာဆိုးရရှိနေငယ်တယောက်ဖြစ်ပြီးတော့မှုရင်းများကိုကင်တွေဖြစ်ရှင်းရသူဖြစ်ပါတယ်။မင်းသမီးဘက်ဆူစီကတော့သတင်းတော်တယောက်ဖြစ်ပြီးတော့အိမ်မက်ထဲမှာလူတွေရဲ့တည်ဆုံးမှုတွေကိုကြိုတင်မြင်နိုင်စွမ်းရှိတဲ့သူတယောက်ပါ။ ဒီလိုနဲ့ဘက်စူစီဟာလေချောင်းဆော့တဲ့ဆုံတွေ့ရာကအိမ်မက်ထဲမှာကြုံမရတဲ့လူတွေတွေကိုဖြစ်မလာအောင်လို့နှစ်ယောက်ပေါင်းပြီးတော့လိုက်လံတားဆီးကြတဲ့ဇလန်းလေးပဲဖြစ်ပါတယ်။ဒီလိုမျိုးလူတွေမတရားအောင် တားဆီးနိုင်ပါလားမတားဆီးနိုင်ဘူးလားဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇက်ကွက်တွေကြောင့်ပြည်ထသက်တွေဆွဲလန်းနှိမ့်ချိုက်ခဲ့ရပါတယ်။ဖီဒရာမှာပြည်ထသက်တွေအနေနဲ့မကြည့်ရသေးရင်ကြီးတဲ့စကားကောင်းလေးတကားပဲဖြစ်ပါတယ်။နံပါတ်9မှာရှိတဲ့ဇလန်းရွယ်လေးကတော့2014ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖက်ဒက်ဒူလပ်ယူဆိုတဲ့ဇလန်ရယ်လီပဲဖြစ်ပါတယ်။ဒီဇလန်ရယ်လီကတော့ဘူးရင်ထိုင်ဝမ်ဇလန်ရယ်ဖက်ဒက်ဒူလပ်ယူဇလန်ရယ်ကိုရီမိတ်ပြန်ရိုက်ကူးထားတဲ့ဇလန်ရယ်လီဖြစ်ပြီးတော့ You are my destiny လို့လည်းနာမည်ပေးထားပါတယ်။ဒီဇလန်ရယ်ဒီထဲမှာမင်းသားဂျန်ဟော့ကနဲ့မင်းမီဂျန်နာရာတို့ခေါင်းဆောင်အဖြစ်ပါဝင်တရုပ်ဆောင်ထားကြတာပါ။ဒီဇလန်မှာမင်းသားဂျန်ဟော့ဟာကုမ္ပဏီကြီးတစ်ခုရဲ့ငွေစက္ကန့်သူတယောက်ဖြစ်ပြီးတော့မင်းသမီးဂျန်နာရာကတော့တာမန်ယုံဝန်ထမ်းတယောက်သာဖြစ်ပါတယ် ဒီနေ့မှာသူတို့နှစ်ဦးဟာမူးပြီးတော့ဟိုတယ်အခန်းနံပါတ်မှားပြီးအမှတ်မထင်အတူတူအိမ်မိသွားရကနေဂျန်နာရာမှာကိုဝင် ရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ဂျန်ဟော့ဟာဂျန်နာရာကိုလက်ထပ်လိုက်ရပြီးမီရွယ်ပဲနဲ့အိမ်တော်တွေဖြစ်လာပုံကိုဟာသဆန်ဆန်ကြည့်ရမယ်။ဝမ်းနည်းစရာကောင်းတဲ့ဇလန်းတွဲလေးတစ်ပုဒ်ပါ။ဒီဇလန်းရဲလေးဟာလေကေဒရာမှာပြည်သက်တွေကြည်ထားတဲ့ဇလန်းရဲလေးတစ်ခုပါပဲ။ ။နံပါတ်၈ကတော့2004ခုနှစ်မှာထွက်ခဲ့တဲ့ Full House ဆိုတဲ့ဇလန်းရယ်လေးပဲဖြစ်ပါတယ်။မင်းသားရင်းနဲ့မင်းသမီးစောင်းရီဂျူတို့ရဲ့ဇလန်းရယ်လေးပါ။စောင်းရီဂျူဟာစားရေးဆရာမတယောက်ဖြစ်ဖို့ကြိုးစားရင်ဟာကင်အမွေပေးခဲ့တဲ့အိမ်ကြီးမှာနေထိုင်ခဲ့ပါတယ်။တရက်မှာစောင်းဟင်ဂျိုရဲ့တငယ်ချင်းစုံနဲ့နှစ်ယောက်ဟာစောင်းဟင်ဂျိုကိုနိုင်ငံခြားအလယ်ဘက်ခီးစင်နဲ့ပတ်ထုတ်လိုက်ပြီးတော့သူမမရှိတော့မှသူမရဲ့အိမ်ကြီးကိုနာမည်ကြီးတရုတ်ဆောင်တဦးဖြစ်တဲ့ Rain Tan တို့ရောင်းလိုက်ပြီးခြေရဖျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့စောင်းရီကျိုးပြန်ရောက်လာတဲ့အခါမှာရိန်းနဲ့ပြဿနာတွေတက်ပြီးစားရစားတမ်းမရှိတဲ့စောင်းရီကျိုးဟာနေစရာဘုံပျောက်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာရိန်းဟာသူ့ကြိုက်နေတဲ့ကောင်မလေးကသူ့ကိုပြန်မကြိုက်လို့အရွက်တိုက်ပြီးတော့မိမတယောက်ကိုဟန်ဆောင်လက်ထပ်ပြဖို့လိုအပ်နေတဲ့အချိန်စောင်းရီကျိုးကိုသူ့ရဲ့အငားမရအဖြစ်၆လနေပြီးသူ့မရဲ့အင်ကြီးကိုပြန်ပေးမယ်ဆိုပြီးတော့ကမ်းလှမ်းလာခဲ့ပါတယ်။ဒီဇလန်းရွေးလေးဟာဟာသာဆံမျိုးပုံစံမျိုးဖြစ်ပြီးတော့ ခြေအလွန်းခံစားချက်တွေကိုလည်းဖော်ကျူးထားတဲ့ဇလန်းတွဲလေးပဲဖြစ်ပါတယ်။ဒီဇလန်းတွဲလေးဟာဖိလစ်ပိုင်၊ထိုင်း၊ဗီယက်နမ်၊မလေးရှား၊တရုတ်၊တရကီပါအဝင်နိုင်ငံပေါင်းများစွာက remake ပြန်ကူးကြတဲ့အထည်ကိုအာရှမှာအောင်မြင်မှုကြီးမားခဲ့တဲ့ဇလန်းတွဲလေးပါ။တောင်ကိုရီးယားနိုင်ငံရဲ့ soft power လို့သတ်မှတ်ထားတဲ့ Korea Wave အားကောင်းစေခဲ့တဲ့ဇလန်းရဲတစ်ခုဖြစ်ခဲ့တဲ့အတွက် K-drama ပြည်သက်တွေအနေနဲ့မဖြစ်မနေကြည်ဘူးထားတဲ့ဇလန်းရဲလေးတစ်ခုဖြစ်ပါတယ်။ နမခွန် Wise Over Flowers နောက်ထောင်ကိုခုနှစ်မှာထွက်ခဲ့တဲ့ဒီဇလန်းတွဲကို F4 လို့လူသိများပြီးဂျပန်မန်ဂါဆီးရီးကိုရိုက်ကူးထားတဲ့ဇလန်းတွဲပါမင်းသားလီမင်ဟိုနဲ့မင်းသမီးကိုဟေးစွန်တို့ခေါင်းဆောင်ပါဝင်တဲ့ကျောင်းတဲ့လူငယ်ချစ်ဇလန်းလေးပါဒီဇလန်းမှာမင်းသားလီမင်ဟိုဟာတောင်ကိုရီးယားရဲ့အကြီးဆုံးစင်ဝါလုပ်ငန်းစုရဲ့အမွေစက္ကန်သူဖြစ်ပြီးတော့အထက်တန်းလှရီသားတက်ခွင့်ရတဲ့စင်ဝါအထက်တန်းကျောင်းမှာဆိုရင်လေဩဇာကြီးမားတဲ့ F4 အဖွဲ့ရဲ့ခေါင်းဆောင်ပဲဖြစ်ပါတယ် ဒါကြောင့်လေတကြောင်လုံးကကြောင်းလန်းကြသလိုမိန်ကလေးသားရဲ့စိတ်ကူးအိမ်မဲမင်းသားလေးတယောက်လည်းဖြစ်လို့နေပါတယ်။မင်းသမီးကိုဟေးစွန်ကတော့တာမန်ရန်သားမြသားဖြစ်တော်လေသူတစ်ပါးကိုကူညီတတ်ပြီးတော့မဟုတ်မခံစေရှိတဲ့သူတယောက်ပါ။ဒီမဟာ F4 အဖွဲ့ရဲ့အတိုင်းတင့်မှုကြောင့်မိမိကိုယ်ကိုတည်ကြောင်းကြံတဲ့ကြောင်းသားတယောက်ရဲ့အသက်ကိုကယ်တင်ရာကနေစင်ဝါကျောင်းရဲ့အထူးပညာသင်ဆုကိုရရှိပြီးတော့စင်ဝါကျောင်းမှာတက်ရောက်ခွင့်ရခဲ့တဲ့တဦးရီတော့အခြေခံလူရန်သားတယောက်ဖြစ်လာခဲ့ပါတယ်။ဒီမဟာပြည့်စုံတဲ့ဘဝမဟုတ်ပေမဲ့ မုံမခံတတ်တဲ့အကျင့်ကြောင့်အားလုံးကမော်တော်မကြည့်ရတဲ့ F4 အဖွဲ့ရဲ့ခေါင်းဆောင်လီမင်ဟိုနဲ့ထိတ်တိုက်တွေ့လာပါတော့တယ်။ဒီဇလန်းလေးဟာအစဲတန်းချင်းကွာခြားလွန်းတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့အချစ်ဇလန်းကိုရင်သက်ရှူမောပဲစက်ကတ်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ဒီဇလန်းတွေကြောင့်ကစ်ဒရမာကိုဆွဲလန်းသူပြည်သက်တွေလည်းများစွာတိုးတက်လာခဲ့ပါတယ်။ဒါကြောင့်ဒီဇလန်းတွေလေးဟာလည်းကစ်ဒရမာပြည်သက်တွေမဖြစ်မနေကြည့်ဘူးတဲ့ဇလန်းတွေလေးတစ်ခုပါပဲ။ နံပါတ်6နေရာမှာရှိတဲ့ဇလန်းတွဲကတော့2006ခုနှစ်ကထွက်ခဲ့တဲ့ဂျူမုံဆိုတဲ့ဇလန်းတွဲလေးပဲဖြစ်ပါတယ်။သမိုင်းနောက်ကအရှင်ဇလန်းမျိုးစားဖြစ်ပြီးမင်းသားဆောင်ဤကုတ်ကသူရဲကောင်းဂျူမုံနေရာမှာအဓိကတရုတ်ဆောင်ထားသလိုဟန်ဟေဂျင်ကခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်တရုတ်ဆောင်ထားပါတယ်။ဂိုရာပြည်ကိုတည်ထောင်ခဲ့တဲ့ဘရင်ဂျူမုံရဲ့ဘဝကိုအခြေခံရကူးလာတဲ့ဇလန်းတွဲဖြစ်ပြီး ရှိခေတ်တိုက်ပွဲများရှင်နီးမြူဟာများလက်နက်ဖွဲ့စည်းပုံတွေကိုပါအသေးစိတ်ကြကြရိုက်ကူးပြသနိုင်ခဲ့တဲ့အတွက်လူကြိုက်များတဲ့ဇလန်းတွေတခုလည်းဖြစ်ပါတယ်။ဂျူမုံဖြစ်တဲ့ရုပ်ဆောင်နဲ့ဆောင်ကြီးကဟာမူရောပြည်ရဲ့မွေးစားသားဖြစ်ပြီးချင်းနယ်ရဲ့အရာအတွက်အားပြန်ရာကအကိုနှစ်ယောက်ရဲ့လှုပ်ကြံမှုကြောင့်ဝေးရာကိုပြေးခဲ့ရပါတယ်။မင်းသမီးဟန်ရင်ချင်းဟာပါနေပြီးညံထက်မြတ်သူတယောက်ဖြစ်ကဆောင်ကြီးကိုနဲ့ဆုံတွေ့ရာကချွတ်ချိုးတယ်မိခဲ့ကြပါတယ်။ အဲ့ဒီနောက်ဆောင်ယူကုတ်ဟာခဲခဲများစွာကိုရင်ဆိုင်ကြော်ဖြက်ရင်ဂူဂူရောပြည်ကိုတီဆောင်ခဲ့ဖို့ကိုအချေအကျန်းအလွမ်းယတမျိုးစုံနဲ့တင်ဆက်ပြသထားပါတယ်။ဒီဇလန်တွေဟာအာရှနိုင်ငံများသာမကပဲဥရောပနိုင်ငံတွေနဲ့အမေရိကန်နိုင်ငံအထိပါထုံးလင်းပြသရတဲ့အထိအောင်မြင်ခဲ့သလိုစုတွေလည်းများစွာရရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်းရာဇဝင်တွေမဲ့တွေကောင်းအမိနဲ့ပြည်သက်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ဇလန်တွေတစ်ခုပါ ဒါကြောင့်ဒီဇလန်းရွဲဟာဆိုရင်ကေဒရာမှာပြည်သက်တွေအနေနဲ့မလွတ်တန်းကြည့်ဘူးတဲ့ဇလန်းရွဲလေးတစ်ခုလို့လဲဆိုနိုင်ပါတယ်။နံပါတ်9နေရာမှာရှိတဲ့ဇလန်းရွဲကတော့ Autumn in My Heart ဆိုတဲ့ဇလန်းရွဲလေးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစောင်းရွက်ကြွေချစ်သက်တွေဆိုပြီးတော့နာမည်ကြီးခဲ့တဲ့ဇလန်းရွဲဖြစ်တယ်လို့ပြည်သက်တွေကိုရီးယားဇလန်းရွဲတွေကိုစတင်ဆွဲလန်းနှစ်သက်စေခဲ့တဲ့ဇလန်းရွဲတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူး။ ဒီဇလန်းတွဲမှာမင်းသားစောင်းဆောင်ဟွန်ဝန်ဘင်းနဲ့မင်းသမီးစောင်းဟင်ဂျူတို့ပါဝင်ရုပ်ဆောင်ထားပြီးလမ်းမောဘွေရချစ်ဇလန်းတပုတ်ပါမင်းသားစောင်းဆောင်ဟွန်နဲ့မင်းသမီးစောင်းဟင်ဂျူတို့ဟာမောင်နှမပုံစံလိုကြီးမင်းလာခဲ့ပြီးမှကွဲပွားသွားခဲ့ရပါတယ်အရင်ရောက်တဲ့အချိန်မှာမှအမတ်မထင်ပြန်ဆုံတွေ့ကြရင်စောင်းဆောင်ဟွန်ရဲ့တငယ်ချင်းမင်းသားဝန်ဘင်းကစောင်းဟင်ဂျူကိုနှစ်သက်ဆွဲလန်းသွားခဲ့ပါတယ်စောင်းဆောင်ဟွန်နဲ့စောင်းဟင်ဂျူတို့ဟာတယောက်နဲ့တယောက်ချစ်မဲ့နိုးမိလာကြပါတယ် ဲ့ဒီအချိန်မှာပဲမင်းသမီးဆောင်ရည်ကျူးမှာ သူကင်ဆာယောဂါဆွတ်ကက်နေပြီဆိုတာကိုအားလုံးသိရှိလိုက်ရပါတယ်။ဒီရင်နဲ့ဆရာကောင်းတဲ့ဇလန်းလွဲလေးဟာပြိတက်တွေကိုဆွဲလန်းစေခဲ့ပြီးဇဝင်တခြင်းလေးတွေကလည်းပြိတက်တွေကိုဖန်ဆားနိုင်ခဲ့ပါတယ်။ဒီဇလန်းလွဲဟာဆိုရင်တောင်ကိုရီးယားနိုင်ငံမှာသာမကပြည်ပနိုင်ငံတွေကိုပါထိုးဖောက်အောင်မြင်ခဲ့ပြီးကိုရီးယားဝိပရဲ့ရှေ့ဆောင်ဇလန်းလွဲအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဒါကြောင့်ဒီဇလန်းလွဲလေးကလည်းကေဒရာမှာပြိတက်တိုင်းကို မကြည့်ဘူးလို့မရှိနိုင်တော့တဲ့ဇလန်းရဲတစ်ခုလို့လည်းဆိုနိုင်ပါတယ်။နံပါတ်၄ My Left From The Star ဒီဇလန်းတွဲဟာ2014ခုနှစ်မှာထွက်ရှိခဲ့ပြီးမင်းသားကင်ဆူဟွန်းနဲ့မင်းသမီးဂျန်ဂျီဝန်းတို့ခေါင်းဆောင်ပါဝင်ထားကြပါတယ် ိတ်ပန်ဟာတအချစ်ဇလန်းလေးဖြစ်တဲ့ဒီဇလန်းရဲလေးဟာကေဒရာမာပြည့်သက်တွေအလွန်ကြိုက်နှစ်သက်တဲ့ဇလန်းရဲတစ်ခုပါမင်းသားကင်ဆိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်လောက်ကကဘာမီဘော်ကိုတော်ရဆရောက်လာခဲ့တဲ့ဂျိုသားတစ်ယောက်ဖြစ်ပါတယ်သူနေထိုင်ခဲ့တဲ့ဂျိုကိုပြန်ခွင့်ရဖို့ဆောင်ရင်20တရာစုအထိကိုရောက်လာခဲ့ချိန်မှာတော့ဂလက်ဆီတစ်ခုဟာနောက်3လအတွင်းမှာကဘာနဲ့နီးကပ်စွာဖြတ်သန်းသွားမှာဖြစ်လို့သူ့တရာကိုပြန်နိုင်တော့မှာပါ အဲ့ဒီလိုစောင့်နေရင်လည်းနံပါတ်ကြီးတိုးဆောင်မင်းသမီးဂျန်ဂျီဝန်ဟာသတင်းသမားတွေရဲ့ရန်ကိုကြောက်လို့ဂျိုသားကင်ဆွန်ရဲ့အခန်းအနီးကို ပြောင်းလာခဲ့ပါတယ်။ဂျိုသားကင်ဆွန်နဲ့တိုးဆောင်မင်းသမီးဂျန်ဂျီဝန်တို့ဆုံမိရာကမျှော်လင့်မထားတဲ့အပြောင်းလဲတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒီဇလန်နဲ့စတင်ထုတ်လွှင့်ခဲ့တာနဲ့ရန်ကိုလူကြိုက်များသွားခဲ့ပြီးတော့နိုင်ငံတကာပြည်သက်တွေကြားမှာလည်းအလွန်ပဲရေပန်းစားခဲ့ပါတယ်။

Goblin ဆိုတဲ့နာမည်နဲ့လေလူတီများတဲ့ဇလန်းရဲလေးပါမင်းသားခေါင်ယူနဲ့မင်းသမီးကန်ကွန်တို့ခေါင်းဆောင်ပါဝင်တယောက်ဆောင်ထားတဲ့တစေမော်ဆွမ်းအားစိတ်ကူးရင်ဇလန်းပုံစံမျိုးဖြစ်ပါတယ်ဒီဇလန်းမှာခေါင်ယူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစစ်သူကြီးအဖြစ်မှမတည်နိုင်သောမင်းစားတယောက်ဖြစ်ကကုညင်လိုအပ်သူတွေကိုလိုက်လံကူညီနေတဲ့သူလည်းဖြစ်ပါတယ်မင်းသမီးကန်ကွန်ဟောကတော့ငယ်စဉ်ကတည်းကတစေတရဲတွေကိုမြင်နိုင်စွမ်းရှိတဲ့ကျောင်းသူလေးတယောက်ဖြစ်ပါတယ် ဒီနေ့သူ့ရဲ့မွေးနေ့မှာဆူတောင်းရင်ဖျောင်းနိုင်မဟုတ်လိုက်စင်မှာမင်းသာဖြစ်တဲ့ခေါင်းယိုခေါ်လိုက်လို့ဖြစ်ပြီးတော့ဆုံတွေ့ခဲ့ပါတယ်။ခေါင်းယိုဟာမတိမျိုးပွားမှလွတ်မြောက်အောင်နှင်းနဲ့ချီကစောင့်နေရတဲ့သတို့သမီးလောင်းဖြစ်နေမလားဆိုတာကိုသိရအောင်ကျောင်းသူလေးကင်ကိုဟွင့်ရဲ့အခက်အခဲတွေကိုကူညီပေးရင်စမ်းသက်ပါတော့တယ်။ဒီဇလန်တွဲလေးဟာထူးခြားဆက်မရတဲ့ဆက်ွက်တွေနဲ့မင်းသာနဲ့လူသားမင်းကြီးတို့ကြားကအချစ်တို့ကိုလှပစွာဖော်ကျူးထားသလိုဇက်ရံတွေဖြစ်တဲ့သေမင်း၊နတ်ဖေယားစတဲ့ဆက်ကောင်တွေကလည်း ပြည်သက်တွေကိုအထူးပဲဖန်ဆာနိုင်ခဲ့ပါတယ်ဒီဇလန်ရဲလေးဟာလည်းကေဒရာမာပြည်သက်တွေမဖြစ်မနေကြည့်တဲ့ဇလန်ရဲလေးတစ်ခုပါပဲအမှန်နဲ့နေရာကတော့2016ခုနှစ်မှာထွက်ခဲ့တဲ့ The Season of the Sun ဆိုတဲ့ဇလန်တွေပါ ဒီဇလန်တွေဟာမင်းသားဆောင်ယူကြီးနဲ့မင်းသမီးဆောင်ဟေဂျိုတို့ခေါင်းဆောင်ပါဝင်ထားတဲ့အရှင်အချစ်ဇလန်မျိုးပဲဖြစ်ပါတယ်။ဒီဇလန်မှာမင်းသားဆောင်ယူကြီးဟာတောင်ကိုရီးယားတပ်မတော်အထူးတပ်ဖွဲ့ရဲ့ဗိုလ်ကြီးတဦးဖြစ်ပြီးတော့မင်းသမီးဆောင်ဟေဂျိုကတော့ဆံဝန်တစ်ယောက်ပါ။သူတို့နှစ်ဦးဟာတစ်ချိန်ကဇလန်တွေရှိခဲ့ရာကနေကွဲကွာသွားခဲ့ပြီးမှကိစ္စတစ်ခုမှအမှတ်မထင်ပြန်ဆုံးပြစ်ကြပါတယ်။ အဲ့ဒီလူကလေစစ်ဘေးတန်တင့်နေတဲ့နိုင်ငံတိုင်းပြည်တစ်ခုကိုသွားရောက်ကနိုင်ငံရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ကူတွဲတာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။သူတို့နှစ်ယောက်ဟာထိုနိုင်ငံမှာတာဝန်တွေထမ်းဆောင်ရင်အခက်အခဲတွေ၊ပြိပခတွေနဲ့လူတွေရဲ့လောဘဘေးအန္တရာယ်အမျိုးမျိုးကြောင့်ကနေပြီးတော့ခိုင်မာတဲ့ချစ်ချင်းမေတ္တာကိုပါဖော်ကျူးပြသထားပုံတွေကိုမြင်ရမှာပါ။ တိုက်ပွဲတွေတက်ထရင်မှုစွန်စားကန်းတွေကိုဇက်ခွက်အမိုက်စားတွေနဲ့ဖဏိရိုက်ကူထားတဲ့အတွက်ကြောင့်ပြည်သက်တွေကြားမှာအရန်ကိုရေပန်းစားခဲ့တဲ့ဇလန်ရွဲတစ်ခုလိုတောင်ဆိုနိုင်ပါတယ်။ဒီဇလန်ရွဲရဲ့အောင်မြင်မှုက ပြည်သက်တွေတောင်းဆိုမှုကြောင့်ဇက်သိန်းကိုထပ်မံတိုးချဲ့ရိုက်ကူပေးရတဲ့အထီကိုလွှမ်းမိုးနိုင်စွမ်းရှိခဲ့တာပါ။ဒါကြောင့်ဒီဇလန်ရွဲဟာလည်းကေဒရမာပြည်သက်တွေမကြည့်ဘူးလို့မရှိသလောက်ဖြစ်တဲ့ဇလန်ရွဲတစ်ခုပဲဖြစ်ပါတယ်။ နံပါတ်၁နေရာမှာရှိတဲ့ကိုရီးယားဇလန်တွေကတော့ Crash Landing on You ပါ2019 2020ခုနှစ်ကထွက်ခဲ့တဲ့ဒီဇလန်တွေဟာမင်းသားဟွန်ပင်နဲ့မင်းသမီးစိုးရင်ချင်းတို့ပေါင်းရင်တယုတ်ဆောင်ထားကြတဲ့ Action Romance ဇလန်လေးပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာမြောက်ကိုရီးယားဘူကြီးဆိုပြီးတော့ရိုက်ခတ်သွားခဲ့တဲ့ဒီဇလန်တွေဟာနိုင်ငံတကာမှာလည်းအလွန်အောင်မြင်ခဲ့တဲ့ဇလန်တွေတစ်ခုပဲဖြစ်ပါတယ်မင်းသမီးစိုးရင်ချင်းဟာတောင်ကိုရီးယားရဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုကိုအမွေဆက်ခံမဲ့သူပါ ဒီနေ့မှာသူမဟာအပျော်ရီးလေကြီးခွန်ရောင်ကနေပြီးတော့လေစင်နယ်မောင်းတိုက်ခတ်တာနဲ့တိုးပြီးမြောက်ကိုရီးယားနိုင်ငံပိုင်နယ်ထဲကိုကျောက်သွားခဲ့ပါတယ်။ဝွန်ဖင်းဟာမြောက်ကိုရီးယားနိုင်ငံရဲ့ဗိုလ်ကြီးတယောက်ဖြစ်ပြီးဆွေရင်ချင်းကိုတောင်ကိုရီးယားနိုင်ငံကိုရှုတ်ဝက်စွာပြန်ပို့နိုင်ရေးကိုကူညီပေးရင်းနဲ့တယောက်နဲ့တယောက်တန်ရုံးစင်တွေ့လာမိကြပါတယ်။အဲ့ဒီအချိန်မှာမြောက်ကိုရီးယားနိုင်ငံကြီးလောကမှာကျင်းပြသူများသိရှိသွားပြီးဟွန်မင်းရဲ့အစီအစဉ်ကို တားဆီးရန်ကြိုးစားလာပါတော့တယ်။ ဆိုရင်ချင်းတောင်ကိုရီးယားတို့ပြန်နိုင်ရေးလမ်းကြောင်းကအခက်အခဲအတားအဆီးတွေကိုတဲထည့်ရင်ဖို့ဇက်ွက်တွေနဲ့ပြည်ပြင်အောင်ပုံဖော်ရိုက်ကူးထားပြီးတော့အချက်နဲ့တာဝန်ကြားမှာလွန်ဆွဲရပုံတွေကိုလည်းဂျင်သက်ရှူမောဝယ်ကြည့်ရမယ်ဇလန်းတွဲလေးလည်းဖြစ်ပါတယ်ဒီဇလန်းတွဲဟာနိုင်ငံတကာပြည်သက်တွေနဲ့ဝေဖန်ရေးပညာရှင်တွေကြားမှာအလွန်ရေပန်းစားခဲ့သလိုကိုဗစ်ကာလအတွင်းအွန်လိုင်းကြည့်ရှုမှုလုံးတွေမှာလည်းနိုင်ငံတော်တော်များများမှာစံချိန်ချိုးနိုင်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ထားအပြင်တောင်ကိုရီးယားနဲ့နိုင်ငံတကာမှာစူပေါင်းများစွာကိုရရှိစေခဲ့တဲ့ဇလန်းရဲလေးဖြစ်ပါတယ်။ဒါကြောင့်ဒီဇလန်းရဲလေးဟာကေဒရာမာပြည်သက်တွေမဖြစ်မနေကြည့်တဲ့ဇလန်းရဲတစ်ခုပါပဲ။ကဲခုဆိုရင်ကိုရီးယားဇလန်းရဲသမိုင်းတလျှောက်မှာလူကြိုက်အများဆုံးနဲ့အောင်မြင်မှုအရှိဆုံးဇလန်းရဲ၁၀ခုကိုသိရှိရပြီးမို့လို့ မိမိတို့ကြည်ဦးတဲ့ဇလန်းတွဲတွေနဲ့အကြိုက်ချင်းတိုက်ဆိုင်မှုရှိကြရလားဆိုတာကိုရေးပေးသွားကြပါဦးနော်။အဆုံးထိကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့အခုလိုစိတ်ဝင်စားစရာအကြောင်းလေးတွေကိုပုံမှန်တင်ဆက်ပေးနေဦးမှာဖြစ်လို့ဒီ channel လေးကိုစောင့်မျှော်ကြည့်ရှုပြီးအားပေးကြပါဦးနော်။